အားလုံးပဲမင်္ဂလာပါမချင်းမင်းကနေပြန်လဲကြိုဆိုလိုက်ပါရင်မချင်းမင်းပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့2022ကထွက်ရှိထားတဲ့ Minion to the Race of Group ပဲဖြစ်ပါရင်၁၇နှစ်အရွယ်ကောင်းလေးကကြီးလာရင်အတော်ဆုံး feeling ဖြစ်လာခြင်းတဲ့အတွက်သူ့အလေးစားရဆုံး feeling ကြီးကသူ့ကိုတော်လာအောင်လေ့ကျင့်ပေးမှာပဲဖြစ်ပါရင်အစီအစဉ်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ကျွန်တော်ကတော့ season တင်ဆက်သူဆက်ပဲဖြစ်ပါရင် ဲဘော့တွန်ကတော့အရန်ကုန်မှာတော်တဲ့ feeling တယောက်ဖြစ်ပြီးတော့အခုလဲသူ့ရဲ့ mission ကိုတယောက်ထဲပေးအောင်လုပ်ပြီးတော့လူစုံနေနေရင်အဖွဲ့ရဲ့လက်ထဲကနေကိုထွက်ပြေးနေခဲ့ပါတယ်။ဘဲကတော့ agent တွေအားလုံးကိုမျက်ခြေဖြတ်ပြီးတော့မှတ်တမ်း store ဆိုင်တစ်ခုအတွင်ယူထားတဲ့သူ့ရဲ့ဌာနထဲကိုဝင်သွားခဲ့ပါတယ်။ဘဲကတော့ delegate ကနေမျက်ရောက်ခန်းကိုဆင်းသွားလိုက်ပြီးတော့အဲ့ဒီမှာတော့ visitor assist ဆိုတဲ့သူ့ရဲ့ဖွဲ့ကစောင့်နေခဲ့ပါတယ်။လူစုအဖွဲ့ကိုဝိုင်းနေကကဥဆောင်တာဖြစ်ပြီးတော့ဘဲကတော့သူယူလာတဲ့ယာတီကွင်ကြောက်တုံးမြေပေါ်ကိုခေါင်းဆောင်ကိုပြလိုက်ပိုင်းသူတို့ဖွဲ့ကတော့အင်အားအကြီးဆုံးဓမြအဖွဲ့ဖြစ်လာအောင်လို့ယာတီကွင်ကြောက်တုံးခိုးမဲ့အစီအစဉ်ဆွဲလိုက်ပိုင်း နောက်နေ့မှာတော့သူတို့ကမြေပုံတွေကနေရာကိုလိုက်ရှာကြပြီးတော့ရေတံခွန်တစ်ခုစီကိုရောက်သွားခဲ့ကြပါတယ်။ဝိုင်းကားရဲ့ရေတံခွန်ရှိကနေငကားရုပ်ထုနှစ်ခုကိုရွှေ့လိုက်တဲ့အခါမှာတော့ရုပ်ထုကမိတောက်တွေထွက်လာပြီးတော့ရှားတီကွင်းကြောက်တုံးရှိတဲ့ကူကိုညှို့ပြလိုက်ပါတယ်။ဝိုင်းကားရဲ့ကိုဝင်သွားတဲ့အချိန်မှာသူ့ရဲ့ဖွဲ့ကတော့သူ့ကိုအပြက်ကဟယ်လီကော်ပတာပေါ်မှာစောင့်နေခဲ့ကြပါတယ်။ဝိုင်းကားရဲ့လေကားကနေအောက်ကိုဆင်းသွားပေမဲ့ရုပ်တရက်လေကားကရှော့လို့ဖြစ်သွားခဲ့ပြီးတော့ဝိုင်းကားလည်းထောက်လျှောက်အောက်ရောက်တဲ့ထိကိုမှရှော့ကျသွားခဲ့ရပါတယ်။ ရင်တော့ကကိုရဲကိုဝင်လာတဲ့သူတွေတိတ်ခဲ့ဘူးတဲ့စူးကြောင်တော်ကြောက်ပေါ်ကိုကြလာခဲ့တာဖြစ်ပြီးတော့ကန်ကောင်းစွာနဲ့ဝိုင်းကတော့ဘာတန်ရမှမရသွားခဲ့ပါဘူးသူကတော့ထဲကိုဝင်လာရင်လေပေါ်မှာမျောနေတဲ့ရာတိကွင်းကြောက်တုံးကိုမျက်စိရှိမှမြင်လာရပါတယ်ဝိုင်းကတော့ယတနာကိုယူဖို့လုံတုံးမှပဲတကားပိတ်သွားခဲ့ပြီးတော့တထုပုံနဲ့တရဝငယ်တွေကလည်းသူ့ကိုတိုက်ခိုက်ဖို့ဝိုင်းလာခဲ့ကြပါတယ်ဝိုင်းကတော့အဲ့ဒီတရဝရီစီကလက်နက်နဲ့ပဲသူ့ကိုပြန်လဲတိုက်ခိုက်လိုက်ပါတယ်တရဝါလေးတွေအားလုံးကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့သူကတရုတ်ရိုးရတရိတ်ဆန်ဆက်နက်ကောင်ရဲ့ဝင်းညီတွေပါတဲ့ရာတီကွေကြောက်တုံးကိုယူလိုက်ခဲ့ပါရင် ရုတ်တရက်မြေပြင်ကတုံလှုပ်လာခဲ့ပြီးတော့ဝိုင်းကိုကူရဲ့အပေါ်ပြင်ဘက်ကိုမှပို့လိုက်ခဲ့ပါတယ်။အဲ့ဒီအပေါ်မှာတော့ခုနကသူကြောင့်တုံးမယူခင်တိုက်ခိုက်ခဲ့တဲ့တရဝါလေးတွေကယာနဲ့ချီကိုရှိနေခဲ့ပြီးတော့သူတို့ကြောင့်တော့ယူမသွားနိုင်အောင်လို့တိုက်ခိုက်ခဲ့ကြပါတယ်။ဝိုင်းကတော့ထွက်ပြေးလိုက်ပြီးတော့သူ့ဖွဲ့သူ့ကိုလာခဲ့ဖို့ကိုမျှော်လင့်နေခဲ့ပါတယ်။ကန်ကောင်းစွာနဲ့ VCS ကလည်းကားပြန်တဲ့ကိုရရှိလာခဲ့ပြီးတော့သူ့တွက်ကိုမှကြိုးချပေးလိုက်ပါတယ်။ဝိုင်းကတော့ကြိုးကိုတွေ့ပြီးတော့လွတ်သွားခဲ့ပါတယ်။ဝိုင်းကတော့သူရလာတဲ့ယာတီကွင်းကြောင့်တုံးကိုပြပြီးတော့အောင်ပွဲခံလိုက်ပေမဲ့ ဘဲကတော့သူ့ရဲ့လက်ထက်ကနေကိုလွတ်ယူလိုက်ပြီးတော့လူဝရီတွက်ကတော့နေရာမရှိဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ဝိုင်ကတော့ဒီဖွဲ့ကိုတီထောင်ထားတဲ့သူဖြစ်ပြီးတော့သူ့ရဲ့ဖွဲ့သားတွေအားလုံးကိုယုံကြည်ခဲ့ပေမဲ့လို့အဲ့ဒါတွေကသူ့ကိုတက်ဆာပေါက်တဲ့သူတွေကိုတားမနိုင်ခဲ့ပါဘူး။ဂျင်ကလော့ကတော့သူ့ကိုမြစ်ထဲကိုပြုတ်ကျအောင်လို့ကြိုးကိုဖျက်လိုက်ပါရင်၁၇နှစ်အရွယ်ဂရုကတော့ဝိုင်ရဲ့အကြီးစားဖန်ဖြစ်ပြီးတော့သူတည်သွားတဲ့တရင်ကိုကြားတဲ့အခါမှာတော့အရန်ကိုမှဝန်နေတော့ခဲ့ရပါရင် အတန်တဲကဆီယမကကလေးတွေကိုကြီးလာရင်ဘာဖြစ်ချင်လဲဆိုပြီးတော့မိလိုက်တဲ့အခါမှာတော့တခြားသောကလေးတွေကဆီယဝန်မိတက်တမှာဆီယမအစားရှိရာတွေကိုဖြစ်ကြပေမဲ့လို့ဂရုကတော့အကျိုးဆုံး feeling ဖြစ်လာခြင်းတယ်လို့ပြောလိုက်ပါတယ်။ကလေးတွေကတော့ဂရုကိုမဖြစ်နိုင်တာတွေရှောက်ပြောတယ်ဆိုပြီးတော့ဝိုင်းရလက်ခဲကြပါတော့တယ်။ကလေးတွေမပြောနဲ့ဆီယမတော်မှသူဖြစ်ချင်တာကိုနားမလဲခဲ့ပါဘူး။အလုံးကတော့ဂရုရဲ့အိမ်မက်ကိုမဖြစ်နိုင်ဘူးထင်ကြပေမဲ့လို့တကယ်တော့၁၇နှစ်အရွယ်ဂရုကအခုတည်းကနေပြီးတော့သူဖြစ်ချင်တဲ့ feeling လမ်းကြောင်းပေါ်ကိုရောက်နေပြီပဲဖြစ်ပါရင် ကျောင်းဆင်းတဲ့အခါမှာတော့ကလေးတွေအားလုံးကိုသူတို့မိဘတွေကကျောင်းရှိမှစောင့်ပြီးတော့လာကြိုကြပေမဲ့လို့ group ကိုတော့ Kevin, Stu or Bob တို့ကတော့သူ့ရဲ့မိဘပုံစံလုပ်ပြီးတော့လာကြိုခဲ့ပါရင် Bob ကတော့သူ့ကိုပေါ်အသေးစားလေးတွေကိုတွေ့ရလို့အရန်ကိုမှပြောနေခဲ့ပြီးတော့သူတို့နဲ့အတူတူရုပ်ရှင်ကြည့်ဖို့ group ကိုဆွမ်းအပြင်စပိန်နဲ့ကိုမှတင်ခေါ်တော့ခဲ့ကြပါရင်ရုံနဲ့ရောက်တဲ့အခါမှာတော့လူပြစ်နေတာကိုတွေ့တဲ့အတွက် group ကလည်းရုံနဲ့ကိုအနှံ့ပြင်းဘုံကူမှပြစ်ထည့်လိုက်ပါရင်အနှံ့ကြောင့်ရုံနဲ့ကလူတွေအားလုံးကလည်းထွက်သွားတဲ့အခါမှာတော့ group နဲ့မီနီယံလူတွေကလည်းရုပ်ရှင် AC ကိုမှဝင်ကြည့်လိုက်ကြပါရင် ဂိမ်းဆိုင်မှာလည်းမင်းကြီးရဲ့လေးတွေကဂရုစောသမျှအကုန်နိုင်အောင်လုပ်လို့ပြနေကြပါတယ်။သူတို့နောက်ဆုံးသွားမယ့်နေရာကတော့ရေခဲမုတ်ဆန်ဖြစ်ပြီးတော့ဆိုင်ထဲဝင်သွားတဲ့အခါမှာတော့တန်းစီနေတဲ့လူများကိုတွေ့လိုက်ရပါတယ်။ဂရုကတော့တန်းစီနေတဲ့လူတွေအားလုံးကိုသူ့ရဲ့ chase တနက်နဲ့ကိုပြစ်လိုက်ပြီးတော့သူ့ feeling လေးကျင်ငယ်မပြီးခင်မှာရိုင်ရှင်ကရေခဲမုတ်ပြလိုက်ပါရင်ဂရုကတော့ဂျင်တခုကစပိန်နေနေတဲ့သူတွေရှေ့ကိုသွားပြီးတော့ရေခဲမုတ်စာပြလိုက်ပါရင်အဲဒီနောက်မှာတော့သူတို့ကအိမ်ပြန်လိုက်ကြပြီးတော့ဂရုကတော့သူ့ရဲ့အိမ်ရှေ့ကစာပုံးထဲမှာစာရောက်နေလို့ဖွင့်ကြည့်လိုက်ပါရင် ်ပုံတွေကဟာကသူ့ကို VCSC အဖွဲ့ကပို့ထားတဲ့တိတ်ခွေဖြစ်နေတဲ့အတွက်ဂရုကလည်းရန်ကုန်မှာပျော်သွားခဲ့ပြီးတော့ခွေကိုသူ့မိကားရဲမှာတောက်ဖွင့်ကြည့်လိုက်ပါတယ်တိတ်ခွေဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဘဲရဲ့ပုံရင်းရောင်ပေါ်လာပြီးတော့ဂရုရဲ့ online ပေါ်ကသူတို့ကိုပို့ထားတဲ့6ရောင်မြအဖွဲ့ဝင်ဖြစ်တယ်ဆိုတာကိုတွေ့တယ်လို့ပြောလိုက်ခဲ့ပါတယ်ဝိုင်းကတော့တည်သွားပြီဖြစ်တဲ့အတွက်ကိုမှဂရုဖွဲ့တဲ့ဝင်ပို့နောက်ရက်မှာ interview လာဖြစ်ရမယ်ဆိုပြီးတော့လိမ့်စာနဲ့လှုပ်ဝက်နံပါတ်ကိုပြပြလိုက်ပါတယ်အရင်နောက်မှာတော့တိတ်ခွေကပောက်ကွဲသွားခဲ့ပြီးတော့ဂရုကတော့သူ့ရဲ့မိကိုကြွားဖို့အိမ်ထဲကိုမှပြေးလာခဲ့ပါတယ် ဒါပေမဲ့လို့သူ့ရဲ့မိကယောဂဆရာမအတင်းနဲ့ယောဂလေးကျင့်နေတာကိုတွေ့ပြီးတော့ဒရင်တော့ကိုသူ့မိကိုမပြောဘဲနဲ့မင်းရဲ့လေးတွေနေတဲ့မြောက်ခန်းကိုဆင်လာခဲ့ပါတယ်။မင်းရဲ့လေးတွေအားလုံးကလည်း group အတွက်ကို feeling လုပ်တဲ့နေရာမှာအသုံးဖို့ပစ္စည်းတွေထွင်ပေးနေကြပြီးတော့ group ကတော့သူ face ရဲ့ဆီအဖွဲဝင်ဖို့ interview တွားဖြစ်ရမယ်ဆိုတဲ့တရင်ကောင်းကိုမင်းရဲ့လေးတွေကိုပြောပြလိုက်ပါတယ်။မင်းရဲ့လေးတွေအားလုံးကတော့အရန်ကိုမှပျော်သွားခဲ့ကြပြီးတော့သူ့ရဲ့ boss ကိုဂုဏ်ပြုလိုက်ခဲ့ကြပါတော့ရင်အော်တိုကလည်းပျော်ပြီးတော့ group ကိုတစက္ကန့်အောင်မနာဘဲနဲ့မင်းရဲ့တစ်ဖွဲ့လုံးတားလို့မရတော့အောင်ကိုစကားပြောနေခဲ့ကြပါတယ် မင်းရန်လေးတွေကိုတင်ကောင်းပြောပြီးတဲ့နောက်မှာတော့ group now နဲ့ interview ဖြစ်ရင်တက်ကြွနေအောင်ဆော့ဆော့အရာဝင်လိုက်ပါတယ်။တင်မှာတော့ဘဲကကဘာဘောက feeling တွေအားလုံးကိုနောက်၃ရက်နေရင်ကျင်းပမယ်တရုတ်ရိုးရာပွဲတော်နေမှာရာသီခွေကြောင့်တော့ကအစွမ်းတွေကသူတို့ VCS အဖွဲ့စီကိုရလာမယ်လို့ကြေညာလိုက်ပါတယ်။အစွမ်းတွေအားလုံးရသွားခဲ့ရင်သူတို့အဖွဲ့ကကဘာဘောမှာအင်အားကြီးဆုံး feeling တွေဖြစ်လာပြီးတော့လူစုဖွဲ့အဖွဲ့ကိုပါဖန်ဆီးပြစ်မယ်လို့ပြောလိုက်ပါတယ်။ပောက်ကွဲမှုကနေအသက်ရှင်လာတဲ့ဝိုင်းကလည်းဒေါသထွက်ထွက်နဲ့ TV ကိုပါပောက်ခွဲလိုက်ပါတယ်။ ဝိုင်းကတော့သူ့ကိုတက်ဆာဖောက်ခဲ့တဲ့သူတွေကိုပြန်လည်စားချစ်ခြင်းပြီးတော့တက်ဆာဖောက်တွေကိုပြန်လည်တိုက်ခိုင်းနေအောင်လို့သူရဲ့လက်ထောက်အစ်စ်တွေကိုတင်ပေးလိုက်ပါတယ်။နောက်နေ့မနေ့မှာတော့ group ကတော့အရန်ကိုမှပြောနေခဲ့ပြီးတော့ interview အတွက်ကိုရေချိုးပြင်ဆင်ရင်းနဲ့တရှင်းဆိုနေခဲ့ပါတယ်။အားလုံးပြင်ဆင်ပြီးသွားတဲ့နောက်မှာတော့ minion လေးတွေကလည်းသူတို့နဲ့အတူတူကိုလိုက်ဖို့လိုလဲကြပါတယ်။လွန်ခဲ့တဲ့လနေ့ငယ်က minion လေးတွေက group ရဲ့လက်ထောက်ခေါ်စာကိုတွေ့ပြီးတော့သူဝင်ကိုရလာခဲ့ကြတာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်ထဲမှာမမီနီယံလေးတွေက group battle တောက်ကိုလိုက်ခဲ့ကြပါပဲအခုတော့ group ကတော့သူ့ရဲ့ interview ဖြည့်တဲ့စီမှာမီနီယံလေးတွေလိုက်ရင် VCS အဖွဲ့ကအမြင်မကြီးပါဆိုတဲ့အတွက်ကိုသူတယောက်တည်းကမှ motor cycle နဲ့ကိုထွက်သွားခဲ့ပြီးတော့မီနီယံလေးတွေကတော့သူ့နောက်ကိုမရရအောင်လိုက်ဖို့အတွက်ကိုမှဆုံးဖြတ်လိုက်ကြပါ යි group ကတော့ချိန်ထားတဲ့နေရာဖြစ်တဲ့မှတ်တမ်းဆိုင်ကိုရောက်လာခဲ့ပြီးတော့အထဲကိုဝင်သွားခဲ့ပါ යි အထဲမှာတော့ secret တဲ့လက်ကိုတီထွင်နေတဲ့ Neferi ကိုတွေးလိုက်ကြပြီးတော့ group ကတော့သူ့ကိုလှုပ်ဝက်ကိုပြပြလိုက်ပါ යි ဒေါက်တာ Neferi ကလည်းသူ့ကိုသူမိတ်ဆက်လိုက်ပြီးတော့ group ကိုတိတ်ဝိတ်တစ်ခုကိုပြလိုက်ခဲ့ပါ යි အဲဒီနောက်မှာတော့ group ကတော့ခန်းထဲကိုဝင်သွားလိုက်ပြီးတော့တစ်ခွေကိုထည့်လိုက်ပါတယ်။ Neferio က group ကိုမှတ်တမ်းဆက်ကိုအနောက်ပြန်လှည့်ဖို့ပြောလိုက်တဲ့အတွက် group ကတော့သူပြောတဲ့အတိုင်းကိုလုပ်လိုက်ပြီးတော့ဒက်လီကာကအောက်ကိုဆင်းသွားခဲ့ပါတယ်။အောက်ထက်ကခန်းထဲမှာတော့ interview ဖြေဖို့စောင့်နေတဲ့တခြားသော feeling တွေအများကြီးကိုလည်းတွေ့လိုက်ရပါတယ်။မိနစ်နည်းငယ်ကြာပြီးတဲ့နောက်မှာတော့ group က interview ခန်းထဲကိုဝင်သွားခဲ့ပြီးတော့သူမြဲအားကြခဲ့ရတဲ့ VCS အဖွဲ့ကိုမျက်စိရှိမှတွေ့လိုက်ရပါတယ်။ဘေကာရော့ group ကိုမြင်ပြီးတော့သူထင်ထားသလိုလူပူလေးမဟုတ်ဘဲနဲ့ကလေးတစ်ယောက်ဖြစ်နေတာကိုသိသွားခဲ့ရပါတယ်။ ဘယ်ကတော့သူတို့ဖီလင်နေရာကယာတီကွင်းကြောက်တုံးကိုခိုးနိုင်တဲ့ဖီလင်တွေအတွက်သာဖြစ်ပြီးတော့ကျောင်းမှာရှိနေတဲ့ကလေးတွေအတွက်မဟုတ်ဘူးလို့ပြောလိုက်ခဲ့ပါတယ်။သူတို့တွေနောက်တစ်ယောက်ကိုထတ်ခေါ်လိုက်ပြီးတော့ဒုံမြတ်လူသားရောက်လာခဲ့ပါတယ်။ဒုံမြလူသားကတော့သူ့ရဲ့အစွမ်းတွေကိုပြဖို့ကြိုးစားပေမဲ့တက်လွဲဖြစ်နေပြီးတော့အားလုံးကိုထိခိုက်စေတာကြောင့် VCS အဖွဲ့ကတော့သူ့ကိုတားနေခဲ့ရပါတယ်။ group ကတော့ဖွဲ့တစ်ခုလုံးဒုံမြကိုတားဖို့ပဲအာရုံရောက်နေတော့ Neferio ပေးထားတဲ့စီကက်လက်လက်နက်ရာတီနဲ့ရာတီကြောင်တုံးကိုခွေယူလိုက်ပါတယ်။ ။ဘာဖြစ်သွားလဲဆိုတာကိုဘဲတိသွားတဲ့အချိန်မှာတော့ဂရုကတော့ကြောက်တော့ကိုယူပြီးတော့ထွက်ပြေးသွားခဲ့ပိုင်း။စထရန်ဟိုကတော့သူ့ထွက်ပြေးလို့မရအောင်လို့တရားကိုဖျက်ဆီးလိုက်ပေမဲ့လို့ဂရုကတော့ထွက်ပြေးလို့ရပြီးတော့စတိုးဆိုင်ပေါ်ကိုပြန်ရောက်လာခဲ့ပိုင်း။နဖယ်ရီယိုကအချက်ပေးတဲ့နေမီနီယာကိုတွေ့ပြီးတော့ဘာဖြစ်နေရလဲဆိုတာကိုသိသွားတဲ့အတွက်ဂရုကိုထွက်ပြေးဖို့ကိုပြောလိုက်ပိုင်း။အဲ့ဒီအချိန်မှာတခြားတိုက်ပေါ်ကနေမှန်ဘလူးနဲ့ကိုမှချောင်းနေတဲ့ဝိုင်းကလည်းဂရုရာတီကွယ်ကြောက်တုံးကိုယူပေးသွားတာကိုတွေ့လိုက်ရပါတယ်။ဂရုကတော့လမ်းမှာမီနီယံလေးတွေနဲ့ကိုတွေ့ပြီးတော့သူတို့နဲ့တူတူကိုထွက်ပြေးလိုက်ကြပါတယ်။ အိုဒိုကလည်းပေါ်လာတဲ့အတွက်ကိုဂရုကတော့မင်းငယ်လေးကောင်ကိုစပိတ်ပေါ်တင်ပြီးတော့ထွက်ပြေးရပါတော့တယ်။စပန်ချီကတော့သူ့ရဲ့စကိတ်စီပြီးတော့ဂရုနောက်ကိုပြေးလိုက်ပေမဲ့လက်ညာလေးကိုရောက်လာတဲ့ခါမှာတော့တကားတစ်ခုနဲ့ကိုမှတိုက်မိပြီးတော့လဲချသွားခဲ့ရပါတယ်။ဂရုကတော့လေကောင်ပေါ်ကနေစပိတ်စီးနေရင်နဲ့အိုဒိုနဲ့ကြောင်တုံးကလည်းပြုတ်ချသွားခဲ့ရပါတယ်။ဂရုကတော့သူ့ရဲ့ဖီလင်းတွေကိုအာယုံလွှဲထားမှမလို့အိုဒိုကိုကြောင်တုံးယူပြီးတော့ပုံနေဖို့ကိုပြောလိုက်ခဲ့ပါတယ်။ဂျင်းရဲ့ယူနိုက်တက်တီလာရှင်တို့ကတော့သူတို့နောက်ကိုပြေးလိုက်ခဲ့ကြပြီးတော့ဘဲကတော့သူ့ရဲ့စပိန်ကိုဆွဲထားလိုက်ပါတယ် ဒါပေမဲ့လို့ကောင်လေးကတော့စပိန်ကိုတာပူမြင့်ပြီးတော့ပြေးလိုက်တဲ့အတွက်ကိုမှလွတ်မြောက်သွားခဲ့ပါတယ်။အိမ်မရောက်တဲ့အခါမှာတော့ဂရူကမီနီယန်လေးရီနဲ့တူတူကိုအောင်ပွဲခံလိုက်ခဲ့ကြပါတယ်။ဂရူကတော့သူ့ရဲ့ကြောင်တုံးကိုခိုးယူလာတဲ့အကြောင်းနဲ့ကြောင်တုံးကိုဗီဇီယာစစ်စီကိုပြန်ပေးလိုက်မယ်ဆိုရင်သူတို့ကသူ့ကိုအတော်ဆုံးဖီလင်ဖြစ်ကိုမှတတ်မှတ်မှာဖြစ်ပြီးတော့သူတို့ဖွဲ့လေးကိုထည့်လိုက်မယ်လို့ပြောလိုက်ခဲ့ပါတယ်။ခဏနေတော့အိုတိုရောက်လာပြီးတော့ဂရူကတော့ကြောင်တုံးကိုတောင်းလိုက်တဲ့အခါမှာတော့သူကတော့အိမ်မွေးကြောင်တုံးတစ်ခုလေးကိုထုတ်ပေးလိုက်ပါတယ်။ ။အိုတိုကတော့အိမ်ပြန်လာတဲ့လမ်းမှာမွေးနေ့ပွဲတစ်ခုကလက်ဆောင်ကိုအရင်ကြိုက်သွားခဲ့ပြီးတော့ယာတီကွင်ချတုံးနဲ့အဲ့ဒါကိုလဲခဲ့တာလို့လည်းပြောလိုက်ခဲ့ပါတယ်။ဂရူကတော့ရန်ကုန်မှာဆိတ်ဆိုးသွားခဲ့တဲ့အတွက်ကိုအော်တိုလက်ထဲကအိမ်မွေးကြောင်တုံးကိုယူပြီးတော့အော်တိုပြောတဲ့မွေးနေ့ပွဲကျင်းပတဲ့နေရာကိုသူ့ရဲ့မော်တော်ဆိုင်ကနေကိုမှတွာလိုက်ပါတယ်။မွေးရဲထဲမှာထွက်သွားတဲ့သူတို့ boss လေးကိုကေဗင်ကကြည့်နေရင်းနဲ့လူတစုကဂရူကိုပြန်ပြီးဆွဲသွားတာကိုတွေ့လိုက်ရပါတယ်။ကေဗင်ကတော့ဂရူကိုကယ်ဖို့ပြေးသွားခဲ့ပေမဲ့လည်းမှတ်မိလိုက်ပါဘူး။ဂရူကတော့ဝိုင်းပုံးနေတဲ့နေရာမှာအဖဲခံထားရပြီးတော့ သူအလေးစားရဆုံးဖိလေဖြစ်တဲ့ဝိုင်းအသက်ရှင်နေတာကိုတွေ့ရတဲ့အတွက်ကိုမှဂရုကတော့အရန်ကိုမှအံ့ဩနေခဲ့ရပါတယ်။ဝိုင်းကတော့ဂရုစီကရာတီခွေကြတုံးကိုတောင်းလိုက်ပြီးတော့သူ့စီမှာကြတုံးမရှိတာကိုသိသွားတဲ့အတွက်အိမ်ပြင်ကိုကန့်ထုတ်လိုက်ပါတယ်။ဝိုင်းကတော့ဂရုရဲ့အိမ်ကိုဖုန်းဆက်ဖို့ခိုင်းလိုက်ပြီးတော့ကေဗင်ကတော့ဖုန်းလာကန်လိုက်ပါတယ်။ဝိုင်းကတော့သူ့ဘတ်စ်ကိုပြန်လို့ချင်းရင်နောက်နေ့အတွင်းဆန်ဖရန်စစ္စကိုကသူ့အိမ်မှာယာတီကွင်းကြောက်တုံးလာပေးရမယ်လို့ပြောပြီးတော့တကယ်လို့မပေးရင်သူတို့ကဘော့စ်ကိုတတ်မယ်လို့ပြောလိုက်ခဲ့ပါတယ်။အဲ့ဒါကိုကြတော့ကေဗင်ကလန်သွားတဲ့တက်ကုန်မှာအော်တိုကိုကြောက်တုံးပေးခဲ့တဲ့နေရာကိုမေးလိုက်ပြီးတော့ ကြောင်တုံးပြန့်ယူဖို့မွေးနေ့ရှင်ကောင်လေးရဲ့အင်ကိုလိုက်သွားခဲ့ကြပါတယ်။သူတို့ကတော့ကောင်လေးကိုကြောင်တုံးပြန့်ပေးဖို့ပြောကြပေမဲ့လို့ကောင်လေးကတော့ကြောင်တုံးကိုသူ့ရဲ့ဦးလေးကိုပေးလိုက်တယ်လို့လည်းပြောလိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့သူ့ရဲ့ဦးလေးကရာတီကွင်းကြောင်တုံးကိုလဲဆွဲလို့ဝတ်ထားခဲ့ပြီးတော့မော်တော်ဆိုင်ကနေအပြင်ကိုထွက်သွားခဲ့ပါတယ်။သူ့ရဲ့လေဘင်းကကြောင်တုံးကိုမြင်လာရတဲ့အော်တိုကတော့စပိန်တတိလေးနဲ့ကိုဆိုင်ကနောက်ကိုလိုက်သွားခဲ့ပါတယ်။မီနီယယ်လေးတုံးကောင်ကတော့ကြောင်တုံးကိုပပရှာရမမသိတဲ့အတွက်ကိုအိမ်ထဲကနေကိုစိတ်ပြက်လက်ပြက်ကိုထွက်လာခဲ့လိုက်ကြပါတယ်။ အဲ့ဒီအချိန်မှာပဲသူတို့ရှိမှလေဆေးကိုသွားတဲ့ဘတ်စကားကိုတွေ့လိုက်ပြီးတော့ဆန်ဖရန်စစ္စကိုကိုလေယာဉ်ထဲကိုသွားဖို့ကားဘော့ကိုတက်လိုက်သွားခဲ့ကြပါတယ်။မင်းညာလေးတွေကသူတို့မှကြောက်တုံးမရှိပေမဲ့လည်းရတဲ့နေနဲ့သူတို့ boss ကိုကယ်လို့ရအောင်လို့ဆန်ဖရန်စစ္စကိုကိုလေယာဉ်စီးသွားဖို့ကိုဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ကတော့လေယာဉ်ဘူးနဲ့ကိုမှလက်ထောက်လေယာဉ်မှုလို့ဖြစ်ကိုမှဟန်ဆောင်ပြီးတော့လေယာဉ်ဘော့ကိုတက်သွားခဲ့ကြပါတယ်။ Stuart Carroll ခီးတဲ့တွေကို speaker ကနေစကားပြောနေခဲ့ပြီးတော့ Kevin ကတော့လေရင်မောင်းရမယ့်ပုံစံကိုဖတ်နေခဲ့ပါတယ်။ သူတို့ကတော့လေရင်ကိုစာမောင်းလိုက်ကြပြီးတော့ထိန်းချုပ်ကန်းကိုတိုက်မိမလို့ဖြစ်သွားခဲ့တဲ့အတွက်ကေဗင်ကတော့လေရင်ကိုပြတ်ထိန်လိုက်ရပါတယ်။လေရင်စင်းရမယ့်နေရာကိုရောက်တဲ့အခါမှာတော့ကေဗင်ကအရေးပေါ်စဉ်တက်မှုလုံးလိုက်တဲ့အတွက်ကိုမှခီးတဲ့တွေအလုံးကတော့လေပေါ်ကိုလွင့်ကုန်ကြပါတယ်။ဘောကတော့ခီးတဲ့တွေကိုစစ်ညင်အောင်လိုက်လို့ပေးနေပြီးတော့စတော့အောက်ကတော့လေပေါ်ကနေကိုအပေါ်ကိုလက်ထွက်သွားခဲ့ပါတယ်။အလုံးကစီစဉ်တိုင်းဖြစ်ပြီးတော့သူတို့ကလည်းဆန်ဖရန်စစ္စကိုကိုရောက်သွားခဲ့ပါတယ်။တဖက်မှာတော့ဝိုင်းကားတော့ group ကိုလည်နေတဲ့အတိုင်းတစ်ခုမှာချိုးချီထားပြီးတော့အချိန်ပြည့်တဲ့အထိကိုမီနီယံလေးတွေမရောက်လာရင်အဲဒီကတန်လှဆဲကြောင်းတည်မယ်လို့ပြောလိုက်ပါတယ်။ မီနီယလီဝေကဆန်ဖရန်စစ္စကိုမှဝိုင်းပြောတဲ့ဒီနေရာကိုရှာဖို့မြေပုံနဲ့ကိုမှရောက်ရှိလာခဲ့ကြပါတယ်။ဘော့ကတော့အရန်ကိုပြင်မနေပြီဖြစ်တဲ့အတွက်တောင်ဆောင်ပေါ်ကပြုတ်ချပြီးတော့ရထားတစ်စီးနဲ့ကိုမှချိန်မိသွားခဲ့ပါတယ်။သူတို့ကအဲ့ဒီကားကိုစီးပြီးတော့လိမ့်စာအတိုင်းကိုသွားလိုက်ကြပေမဲ့အဲ့ဒီခါမှာတော့ဝိုင်းရဲ့အိမ်ကိုလည်းတွေ့သွားခဲ့ကြပါတယ်။မီနီယလီဝေကတော့ channel ကိုချောင်းကြည့်လိုက်ကြပြီးတော့အထင်းမှဝိုင်းရဲ့သူတွေကလေ့ကျင့်ခန်းလုပ်နေတာကိုတွေ့လိုက်ရပါတယ်။ ီနီယံလူတွေကတော့ရုပ်ဖြတ်ပြီးတော့ channel ကိုဝင်လာကြပါမယ်လေ။ဝိုင်းရဲလူတွေကသူတို့ကိုတွေ့သွားပြီးတော့ဖန်လိုက်ကြပါရင်သူတို့ကပြေးကြရင်လည်း Chao ရဲ့အထက်ကူထုံစေကန်းရှိကိုရောက်ရှိလာခဲ့ကြပါရင် Chao ကတော့မီနီယံလေးတွေအရိုက်ခံနေရတာကိုမြင်တဲ့အတွက်သူ့ရဲ့အဲ့တဲကို9မိနစ်စောင့်ဖို့ပြောပြီးတော့အပြင်ကိုထွက်လာခဲ့ပါရင် Chao ကတော့ကွန်ဖူတန်ဆရာကြီးဖြစ်ပြီးတော့သူ့ရဲ့အစွမ်းအနေနဲ့လူစုတွေအားလုံးကိုမောင်းထုတ်လိုက်ပါရင်လူစုတွေကတော့အထိနိုင်တော်ကြတဲ့အတွက်ကိုမှမီနီယံလေးတွေကိုထတ်တွေ့ရင်အလိုမပေးဘူးလို့ပြောပြီးတော့ထွက်သွားခဲ့ကြပါရင်အဲ့ဒီနောက်မှာတော့မီနီယံလေးတွေကသူတို့ boss ကိုကယ်မဲ့အစား ချောက်ဦးကိုသူတို့ကိုကွန်ဖူးတင်ပေးဖို့ကိုပြောလိုက်ခဲ့ပါတယ်။ချောက်ကတော့သူတပည့်တွေထက်လက်မခံတော့ဘူးလို့ပြောလိုက်ပေမဲ့လို့သူတို့ရဲ့ချက်စီယာမျက်နှာလေးတွေကြောင့်တင်ပေးဖို့ကိုမှလက်ခံလိုက်ရပါတယ်။ဂရုရဲ့အိမ်မှာတော့မီနီယံလေးတွေကအဲ့တဲတွေကိုမိဖို့ကြောင့်ပစ္စည်းတွေရောင်းနေပြီးတော့ဂရုရဲ့မိကလည်းသူတို့ကိုစုနေခဲ့ပါတယ်။ခဏကြာမှာတော့အိမ်ခေါင်မိုးပေါက်ပြီးတော့ VCS ဖွဲ့ကတော့ဂရုကိုဖမ်းဖို့ကိုရောက်ရှိလာခဲ့ကြပါတယ်။ ဒါပေမဲ့လို့သူတို့ကတော့ group ဒီမှာရှိမနေတာနဲ့ပဲသူတို့ရဲ့ခေါင်းဆောင် Y အသက်ရှင်နေတည်ရဆိုတာကိုသိလိုက်ရပါတယ်။လူစုဖွဲ့ကတော့ရာသီကွင်းကြောက်တုံးပြန်ယူဖို့နဲ့ Y ကိုအတိတ်တက်ဖို့ကိုသူတို့ရဲ့ရှင်နဲ့ San Francisco ကိုသွားလိုက်ကြပါတယ်။ Chow ကတော့ Kevin, Stuart နဲ့ Bordo ကို Kofu တည်တဲ့တင်နဲ့လုပေးပြီးတော့ Kofu ရဲ့ခြေကချက်လက်တွေကိုတင်ပေးလိုက်ပါတယ်။ ဒါပေမဲ့လို့စတူအားကတော့တက်တာအယုတ်ရိုက်တာကိုခံလိုက်ရတဲ့အတွက်ကိုမှတွေးလိုက်ရခဲ့ပြီးလေ့ကျင့်နည်းပြောင်းဖို့ကိုမှဆုံးဖြတ်လိုက်ပါတယ်။ချောက်ကတော့တက်တာပြားကိုကောင်းတဲ့ခွဲဖို့စိတ်ဆွဲအင်ဘလို့တုံးရလဲဆိုတာကိုတင်ပေးလိုက်ပါတယ်။ဒါပေမဲ့လို့အဲ့ဒါလည်းအဆင်မပြေတဲ့အတွက်ကိုသူကကွန်ဖူတန်ရဲ့အခြေခံအကြဆုံးလှုပ်ရှားမှုကိုတင်ပေးလိုက်ပေမဲ့လို့စတူအားကတော့ဒါကိုပို့ပြီးတော့စိတ်ဝင်စားနေခဲ့ပါတယ်။နောက်နေ့မနေ့မှာတော့ဝိုင်းရဲ့လူတွေကလည်းချောက်အိုစီကပြင်းပြင်းထန်ထန်အရိုက်ခံလာရတဲ့အတွက်ကိုအလုံထွက်ဖို့ကိုလှုပ်လိုက်ပြီးတော့ဝိုင်းကတော့သူ့ရဲ့ဖွဲ့စီကနောက်တစ်ရက်ကိုဆွပစ်တာကိုခံလိုက်ရပါတယ်။ အထီးကျန်သွားတဲ့ဝိုင်းကလည်းသူ့အဖော်ရအောင်လို့ group ကိုလွှတ်ပေးပြီးတော့အင်တန်ရှိရေးလှုပ်ဖို့အတွက်ကိုပါခိုင်းလိုက်ပါတယ်။လမ်းမကြီးပေါ်မှာစပိန်လေးစီးလာနေတဲ့အိုတိုကလည်းအရန်ကိုမောပတ်နေတဲ့အတွက်မေလင်းမလို့ဖြစ်ပြီးတော့လက်ဓာရီကိုပါမြင်နေရပါတယ်။အဲဒီအချိန်မှာပဲသူ့လိုက်နေတဲ့ cycle နဲ့လူကလည်းအိုတိုကိုကူညီဖို့ကိုလာခဲ့ပါတယ်။အိုတိုကတော့သူ့ရဲ့ level ကကြောက်တော့ကိုမြင်သွားခဲ့တဲ့အတွက်ဝမ်းသာအားရဆွဲယူနေပြီးတော့ cycle နဲ့လူကတော့သူ့ကိုတားနေခဲ့ပါတယ်။နောက်တော့သူကအိုတိုကိုအဲဒီလေဆွဲလက်ဆောင်ပေးလိုက်ပြီးတော့ San Francisco ကိုလိုက်ပို့ဖို့နဲ့အိုတိုကိုသူ့ရဲ့ cycle ပေါ်ကိုတင်ခေါ်သွားခဲ့ပါတယ်။ ဂရူကရော Y2 ကိုခိုင်းတဲ့ပထမဦးဆုံးတာဝန်ဖြစ်တဲ့ရေကန်တန်ရှင်းရေးလုံနေပြီးတော့ရေကန်ထဲမှာတော့အိမ်မွေးမိချောင်းတွေလည်းရှိနေခဲ့ပါတယ်။ကောင်လီကတော့မိချောင်းအကိုက်ခံရမလို့ဖြစ်သွားတဲ့အတွက် Y ကလည်းသူ့ကိုတင်ဖို့သူ့ကိုယ်တိုင်တန်ရှင်းရေးကိုမှလုပ်ပြလိုက်ပါတယ်။ Y ကတော့အမိုက်ဆဲတဲ့ဒုံးနဲ့ကိုမှရေကန်တန်ရှင်းရေးလုံလိုက်ပြီးတော့မိချောင်းတစ်ကောင်ကတော့အဲ့ဒီဒုတ်ကိုကိုက်လိုက်ပါတယ်။မိချောင်းကတော့ဒုတ်ကိုကိုက်ပြီးတော့ဝိုင်းကိုပါရေကန်ထဲကိုဆွဲခေါ်သွားခဲ့ပါတယ်။သူကတော့မိချောင်းအစားခံရတော့မလို့ဖြစ်နေတော့မှပဲဂရူကတော့ပိုက်ကွန်နဲ့လှမ်းပြီးတော့ဝိုင်းကိုဆွဲလိုက်ပေမဲ့မိချောင်းကတော့ပိုက်ကွန်ဒုတ်ကိုကိုက်ဖြစ်လိုက်ပါတယ်။ အဲ့ဒါကြောင့် group ကတော့ရေကန်တဲကိုခုံချပြီးတော့ wine ကိုမြေပြင်ပေါ်ကိုပြန်ဆွဲခေါ်လာခဲ့ပါတယ်။ wine ကတော့သူဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ group ကသူ့ကိုမကြည့်ပဲနဲ့ပြေးသွားလို့ရပြင်မယ်လို့မပြေးဘဲနဲ့ကူညီပေးခဲ့တဲ့အတွက်ကိုမှအံ့ဩနေခဲ့ပါတယ်။ wine ကတော့သူတီထောင်ခဲ့တဲ့အဖွဲ့တော်မှာသူ့အတွက်အဲ့ဒီလိုမျိုးမလုပ်ပေးမှန်းသိနေတဲ့အတွက် group ကိုကျေးဇူးတင်လိုက်ပါတယ်။ပြီးတော့ wine ကတော့ group ရဲ့အိမ်မက်ကအတော်ဆုံး feeling ဖြစ်လာဖို့ဆိုတာကိုသိလိုက်ရတဲ့အတွက်ကိုသူ့ကိုကူညီဖို့ကိုမှဆုံးဖြတ်လိုက်ပါတယ်။မင်းရဲ့လေးတွေရဲ့အတွင်ကမကောင်းဆိုးဝါးတွေကိုရှာနိုင်ဖို့ချောက်ကတော့သူတို့ကိုတိုးရဲကိုခေါ်လာခဲ့ပါတယ်။ သူကတော့ Stu Art ကိုပြင်းပြင်းထန်ထန်ကန်လိုက်ပြီးတော့ Stu Art ကလည်းတစ်ပင်တွေကိုတောင်မှဖြတ်ပြီးတော့လင်းစင်သွားခဲ့ရပါတယ်။ချောက်ကတော့သူတို့ကိုတေးချပြန်လေ့ကျင့်ပေးရမယ်ဆိုပြီးတော့လေ့ကျင့်တဲ့ခန်းကိုပြန်ခေါ်လာခဲ့ပါတယ်။ချောက်ကတော့သူတို့ကိုတက်သားပြားနဲ့ပြန်လေ့ကျင့်ခိုင်းတဲ့အခါမှာတော့ Bob ကတော့မတော်တဆနှာချေမိပြီးတော့တက်သားပြားကိုခေါင်းနဲ့ခွဲမိသွားပါတယ်။ ဘောရဲ့ခေါင်းကတော့အရန်ကိုမှသာတိသွားတဲ့အတွက်သူတို့ကတော့ပစ္စည်းမျိုးစုံနဲ့စမ်းသက်ကြည့်လိုက်ကြပြီးတော့တတ်ထုမီကန်တက်တာတော်မှာသူကောင်းကိုမခွဲနိုင်တာကိုတိသွားခဲ့ပါတယ်။အစင်တစ်ခုအောင်မြင်သွားခဲ့တဲ့အတွက်ကိုမှ၆ဟကသူတို့ကိုနောက်ထပ်တစ်ဆင့်ဖြစ်တဲ့ဂျန်တူကိုထိတော်မထိပဲနဲ့နှိမ့်နေနိုင်မယ့်နီလန့်ကိုတင်ပြလိုက်ပါတယ်။အားလုံးတက်မြောက်သွားတဲ့နောက်မှာတော့၆ဟကလည်းသူတို့ကိုကွန်ဖူတိုင်းတက်ပြီလို့ပြောလိုက်တဲ့အတွက်ကိုသူတို့ကတော့ဝမ်းသာအားရထွက်သွားခဲ့ကြပါတယ်။တကယ်တော့ချာအိုပြောတာကဂျန်တူကိုရယ်ဆိုင်နိုင်တဲ့အဆင့်ထိကိုရောက်ပြီလို့ပြောတာမဟုတ်ပဲနဲ့ကွန်ဖူတာရဲ့အခြေခံအဆင့်ရပြီလို့ပြောတာပဲဖြစ်ပါရင်ဂရုနဲ့ဝိုင်တို့ကလည်းပြင်မှုတစ်ခုကိုလှုပ်ဖို့ကိုပြင်ဆင်နေကြပါရင် ူတို့ကတော့ဘန်တကူရဲကိုဝင်သွားခဲ့ပြီးတော့ဝိုင်းကတော့ဘန်ကောင်တာကသူ့ကိုသူ့ရဲ့မြေလေးကိုအိမ်သားကိုပို့ပေးမယ်ပြောပြီးတော့အိမ်သားရဲကိုဝင်သွားခဲ့ကြပါရင်အိမ်သားရဲ့နေရာတစ်ခုမှာတော့သူကမျက်လုံးကိုစတင်စကန်ဖတ်လိုက်ပြီးတော့မြောက်ဘက်ရဲ့တကားကတော့ပွင့်လာခဲ့ပါရင်သူတို့ကတော့ဘန်ထဲကိုဝင်လာလိုက်ခဲ့ကြပြီးတော့ဝိုင်းကတော့ကောင်တာမှာပတ်ဆက်ထုတ်မယ်လို့ပြောလိုက်ခဲ့ပါရင် အဲဒီနောက်မှာတော့သူကတော့နှလုံးဖောက်ချင်အောင်ဆောင်းလိုက်ပြီးတော့ဂရုကလည်းသူ့ရဲ့ဖိုးကိုကယ်ဖို့ကိုကိုညင်တောင်းနေခဲ့ပါတယ်။လူတွေအားလုံးကလည်းရောက်ရှိလာခဲ့ပြီးတော့အဆောင်တွေကလည်းဝိုင်းစီကိုအာရုံရောက်နေတော့မှဂရုကတော့အပေါ်ကိုတက်သွားခဲ့ပြီးတော့သူ့ရဲ့စီးကက်စီတဲ့လက်ဆက်နဲ့ကိုအဆောင်စီကဘန်တော့ကိုလှမ်းယူလိုက်ပါတယ်။ပြီးတော့နောက်မှာတော့သူကဘန်တိုက်ထဲကိုဝင်သွားခဲ့ပြီးတော့အထက်ကပစ္စည်းတွေကိုခိုးလိုက်ပါတယ်။အပြင်မှာတော့တူနာပြူတွေကဝိုင်းကိုလျှက်စေးရှော့တိုက်ပြီးတော့နှလုံးခေါအောင်လုံးလုံးနေကြပါတယ်။လျှက်စေးကြောင့်ဝိုင်းကလည်းတကယ်မတည်ခင်ပါတယ်။ ်ဂရုကတော့ပြန်ရောက်လာပြီးတော့သူ့ဖိုးကိုကယ်တဲ့အတွက်ကိုမှကျေးဇူးတင်ကြောင်းပြောပြီးတော့အပြင်ထွက်လာခဲ့ကြပါတယ်။အပြင်ပြန်ရောက်လာတဲ့အခါမှာတော့ဂရုကတော့သူ့ခိုးလာတဲ့မိုနာလီစာပုံကိုပြလိုက်ခဲ့ပါတယ်။ဂရုကတော့သူ့လေးစားရဆုံးဖီလိန်နဲ့အတူတူပထမဦးဆုံးပြင်မှုတစ်ခုကိုလုပ်လိုက်ရတဲ့အတွက်အယံပြိုနေခဲ့ပြီးတော့နောက်ထပ်ပြင်မှုတွေလုပ်ဖို့အတွက်ကိုလည်းပြင်ဆင်လိုက်ကြပါတယ်။အရင်ညမှာတော့မီနီယံလေးတွေကလည်းသူ့ဘော့စ်ကိုကယ်ဖို့ဘိုင်းရဲ့အိမ်ထဲကိုဝင်လာခဲ့ကြပေမဲ့လို့အထက်မှဘသူကမှမတွေ့ရတဲ့အတွက်ကိုမှအံ့ဩနေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲ VCF5 ဖွဲ့ကလည်းဝိုင်းရဲ့ကလေးကိုဖမ်းဖို့ကိုရောက်လာကြပြီးတော့ အထဲမှာဘသူမှမရှိတဲ့အတွက်ကိုမှမျိုးရဲကိုထပ်သွားကြပါရင်မင်းရဲ့လေးဝေးကတော့သူတို့ဘော်ရှိရဲ့နေရာကို VCF5 အဖွဲ့နောက်ကိုလိုက်သွားခဲ့ကြပါရင်အော်တိုကတော့ဆိုင်ငယ်မောင်းတဲ့သူနဲ့တူတူဆန်ဖရန်စစ္စကိုကိုရောက်လာခဲ့ပြီးတော့တရုတ်ရိုးရာပွဲတော်လုံးနေတာနဲ့ကျုံတဲ့အတွက်ကိုသူကတော့ပွဲတဲ့ကိုလိုက်ကြည့်နေခဲ့ပါရင်အဲ့ဒီအချိန်မှာပဲအင်ကိုပြန်ရောက်လာတဲ့ဝိုင်းကတော့သူတီထောင်ထားတဲ့အဖွဲ့ကသူတံပိုးထားရလောက်တဲ့အင်ကိုဖျက်ဆီးလိုက်တာကိုမြင်ပြီးတော့ သူ့ရဲ့မျိုးလုံးတောင်မှသူမယုံနိုင်အောင်လို့ဖြစ်နေခဲ့ပါတယ်။ဝိုင်ကတော့ဝမ်းနဲ့တွားခဲ့တဲ့အတွက်ကိုမှဂရုကတော့သူ့ကိုနှစ်သိပ်ပေးပေးမယ်လို့ဝိုင်ကတော့သူ့ကိုနှစ်ထုတ်လိုက်ပါတယ်။ဂရုကတော့သူ့ရဲ့အိမ်မက်တွေပျက်စီးသွားခဲ့တဲ့အတွက်ကိုစိတ်မကောင်းဖြစ်ပြီးတော့ကေဘယ်ကားနဲ့ကိုမှမျိုးရဲကိုထပ်သွားခဲ့ပါတယ်။မျိုးရဲကတရုတ်ရိုးရပွဲကိုကျင်းပတဲ့နေရာမှာတော့အိုတိုကငကားရုပ်ကိုစီးနေတာကိုတွေ့လိုက်ရပါတယ်။အိုတိုကလည်းသူ့ boss ကိုတွေ့လိုက်ရတဲ့အတွက်ကိုမှပျော်ရှင်သွားခဲ့ပြီးတော့သူ့စီကိုပြေးလာခဲ့ပါတယ်။ဂရုကတော့အိုတိုရာဒီကွင်းကြောင်တုံးကိုပြန်ယူလာတာကိုတွေ့တဲ့အတွက်ကိုမှဝမ်းသာသွားခဲ့ပြီးတော့ကြောင်တုံးကိုဝိုင်းစီကိုသွားပေးဖို့အတွက်ကိုမှလုံလိုက်ခဲ့ပါတယ်။ ဒါပေမဲ့လို့ Visia 5ဖွဲ့ကတော့သူ့ကိုဖမ်းမိသွားခဲ့ပြီးတော့ဘဲကတော့သူ့လက်ထဲကကြောက်တုံးကိုခိုးယူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလူစုဖမ်းဖွဲ့ကရောက်ရှိလာခဲ့ပြီးတော့ Visia 5ဖွဲ့ကိုဖမ်းဖို့လိုလိုက်ခဲ့ပါတယ်။ဒါပေမဲ့လို့ဘဲရဲ့နောက်ဆုံးအစီအစဉ်အတိုင်းပဲည7နာရီရောက်သွားပြီဖြစ်တဲ့အတွက်ကိုမှယာတီကွေကြောက်တုံးကလည်းအစွမ်းတွေကနိုးထလာပြီးတော့ Visia 5ဖွဲ့စီကမှအစွမ်းတွေရောက်သွားခဲ့ပါတယ်။သူတို့ကတော့တရုတ်ရိုးရာတိရစ္ဆာန်ပုံစံပြောင်းသွားခဲ့ပြီးတော့လူစုဖမ်းဖွဲ့ကတော့တိုက်ခိုက်ပေမဲ့လည်းဖမ်းမနိုင်ကိုမှဖြစ်နေခဲ့ရပါတယ်။ငကားပုံစံပြောင်းထားတဲ့ဘဲကတော့ကြောက်တုံးကိုခိုးသွားတဲ့သူကိုအပြစ်ပေးရမယ်ဆိုပြီးတော့ ဂရူရဲ့လက်နက်ဖက်ကိုနိုင်စင်မှာချီထားခဲ့လိုက်ပိုင်နိုင်လက်တန်တာလဲသွားခဲ့မယ်ဆိုရင်ဂရူရဲ့လက်ကလည်းကျိုးပြီးတော့နှစ်ချမ်းကွဲသွားမှာပဲဖြစ်ပါရင်မင်းငယ်လေးတွေကလည်းအဲ့ဒီကိုရောက်လာကြပြီးတော့ throw box ကိုကဲပို့လုပ်လိုက်ကြပါရင်ဒမယ်လေးဘယ်ကတော့သူ့ကိုရာတီကွင်းတရိတ်ဆန်တွေဖြစ်ကိုမှပြောင်းလိုက်ပြီးတော့မင်းငယ်လေးတွေကလည်းအသေးစားတရိတ်ဆန်ပုံစံကိုပြောင်းလဲသွားခဲ့ပါရင်ဘယ်ကတော့အလုံးကိုမီလောက်တိုက်တွင်ဖို့မီးမုတ်လိုက်ပြီးတော့မီးတောက်တွေကြားကနေဝိုင်းရောက်လာတာကိုမြင်လိုက်ရပါရင်မင်းငယ်လေးတွေကဝိုင်းနဲ့ကိုပူပန်ပြီးတော့ visual fire အဖွဲ့ကိုတိုက်ခိုက်ဖို့ကိုမှပြင်လိုက်ကြပါရင် ဂရူကတော့နိုင်စင်မှလက်ကျိုးမလို့ဖြစ်နေရတော့အချိန်ပါပဲ။ကေဗင်ကတော့ကြားတကဝိုင်းထားတာကိုခံလိုက်ရပါတယ်။သူကတော့ချာဟုပြောခဲ့တဲ့အတွင်းမကောင်းဆိုးဝါးရှာရမယ်ဆိုတဲ့စကားကိုတတိယသွားခဲ့ပြီးတော့အဲ့ဒီအတိုင်းကိုလုံလိုက်တာသူ့ရဲ့စိတ်ထဲကမကောင်းဆိုးဝါးကိုရှာတွေ့သွားခဲ့ပါတယ်။ကေဗင်ကတော့သူ့ကိုယ်သူအရှင်မြင့်တင်လိုက်ပြီးတော့ကြားကိုတစ်ချက်တည်းကိုတိုက်ခိုက်လိုက်ပါတယ်။ ဘောဘကတော့သူ့ရဲ့စိတ်ထဲကမကောင်းဆိုးဝါးကိုရှာတွေ့ပြီးတော့မြောင်းနဲ့ကြွဲရန်ကိုတိုက်ခိုက်လိုက်ပါရင်စတူအာကတော့မွေးတကောင်ပတ်ထားရကိုခန့်နေရပြီးတော့သူ့ရဲ့စိတ်တွေမကောင်းဆိုးဝါးနဲ့ကိုတိုက်ခိုက်လိုက်ပေမဲ့ဘာမှကိုမှထိခိုက်မှုမရှိဘဲနဲ့ချက်ပေါက်လေးသာထွက်လာခဲ့ပါရင်အူတိုကတော့နားရည်စိတ်ကိုသွားပြီးတော့ဂရုရဲ့ကြိုးကိုဖြစ်ပေးလိုက်ပါရင်အဲ့ဒီအချိန်မှာပဲဝိုင်းကတော့ဘဲစီကရာနေခွင့်ကြောင်တုံးကိုယူဖို့ကြိုးစားလိုက်ပေမဲ့လို့ဘဲကတော့သူ့ကိုပြစ်ထုတ်လိုက်ပြီးတော့မိနဲ့ကိုမှမှုထုတ်လိုက်ပါရင်အဲ့ဒီနောက်မှာတော့ VCF5 အဖွဲ့က group ကိုတိုက်ခိုက်ဖို့လုံလိုက်ကြပြီးတော့မင်းရဲ့လေးတွေက group ရှေ့ကနေကိုနေလိုက်ကြပါရင် ပြီးတော့သူတို့ကလည်း Chaosi ကနေပြီးတော့တင်လာတဲ့ပညာနဲ့ Vizier 5ဖွဲ့ကိုတိုက်ခတ်လိုက်တာသူတို့အားလုံးကလည်းနှစ်ချက်သွားပြီးတော့ကျောင်းလုံးကလည်းကြာသွားခဲ့ပါရင် Group ကတော့ကျောင်းလုံးကိုယူလိုက်ပြီးတော့သူတို့အစွမ်းနဲ့အားလုံးကိုတင်လိုက်ပါရင်အရာအားလုံးပုံမှန်ဖြစ်သွားခဲ့တဲ့အခါမှာတော့လူစုဖန်ဖွဲ့ကတော့ Vizier 5ဖွဲ့ကိုဖန်သွားခဲ့ပါရင်ဝိုင်းကတော့မီလောက်တန်ရာရီနဲ့မလို့စင်းရုံတင်လိုက်ရပြီးတော့လူစုဖန်ဖွဲ့ရဲ့ agent Silent ကလည်းဝိုင်းပြန်ကောင်းလိုက်ရင်ဥပဒေအရထောင်ထဲထည့်ရမယ်လို့ပြောလိုက်တဲ့အတွက် Group ကတော့ဝန်နဲ့တွားခဲ့ရပါရင်နောက်တော့တိုက်ပွဲမှာတည်သွားခဲ့တဲ့ဝိုင်းရဲ့အတူပါကိုကျင်းပလိုက်ကြပြီးတော့ ဂရုကတော့ဝမ်းနဲ့ဆရာစကားပြောနေတော့မှာပဲတစ်ပင်အကွယ်မှာချောင်းကြည့်နေတဲ့ဝမ်းကိုတွေ့လိုက်ရပါတယ်။ဝမ်းကတော့သူ့ကိုတိတ်တိတ်နေဖို့ပြောလိုက်ပြီးတော့သူ့အတုပကျင်းပနေတာကိုကြည့်နေခဲ့ပါတယ်။မင်းညာလေးဝေကအတုပအခေါင်းထဲမှာငပြောတိတွေထည့်ထားတာဖြစ်ပြီးတော့အတုပအစ်တလုံးလိုက်ကြတာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့သူတို့ကဝိုင်းနဲ့တူတူအိမ်ပြန်လာကြပြီးတော့ဝိုင်းကတော့သူ့ရဲရိစီမှာဖမ်းမခံရအောင်လို့တည်ကြအောင်ဆောင်နေခဲ့တာပဲဖြစ်ပါတယ်။ဂရုရဲ့ပထမဦးဆုံးစွန့်စားကမ်းကြီးပြီးဆုံးသွားတဲ့နောက်မှာတော့ဂရုကတိတ်ခွေဆိုင်ကိုပြန်သွားခဲ့ပါတယ်။ ် VCR5 အဖွဲ့ကိုဖမ်းခံလိုက်ရတဲ့အတွက်ဒေါက်တာနေဖယ်ရီယိုကလည်းသူ့ဆိုင်ကိုပိတ်ဖို့လုပ်နေခဲ့ပါတယ်။ဂရူကတော့ဆိုင်ထဲကိုဝင်လာခဲ့ပြီးတော့နေဖယ်ရီယိုကိုသူနဲ့တူတူအလုပ်လုပ်ဖို့ကမှကန့်လန့်လိုက်ပါတယ်။နေဖယ်ရီယိုကတော့ကန့်လန့်ချက်ကိုညင်လိုက်ပေမဲ့လို့သူတို့ရဲ့ချစ်စရာယုံလေးတွေကိုမြင်ပြီးတော့ကန့်လန့်ချက်ကိုလက်ခံလိုက်ပါတယ်။ဒေါက်တာနေဖယ်ရီယိုကသူတို့ပထမဦးဆုံးပူပေါင်းတဲ့အနေနဲ့ဂရုကိုသူတီထွင်ထားတဲ့ရင်းပြန်ကြီးကိုလက်ဆောင်ပေးလိုက်ပါတယ်။ဒီနေရာလေးမှာပဲကျွန်တော်တို့ရဲ့တင်ဆက်မှုဟာလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာ။ ခုလိုမျိုး animation ဇာတ်ကားကောင်းလေးတွေကိုစင်စစ်မပြတ်ကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါအောင်နော်။နောက်နေ့တွေမှာဇာတ်ကားကောင်းတွေနဲ့အတူတူပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။